မင်္ဂလာပါခင်ဗျာမြန်မာ property dealer ရဲ့အပတ်စဉ်အင်ချမ်းမြေသတင်းများစီစဉ်ရတဲ့ပြည်လဲကြိုးစုံလိုက်ပါတယ်ဒီတစ်ပတ်တော့ရွေးချယ်တင်ဆက်ပေးမယ့်ပထမဆုံးသတင်းကတော့ရုံဝိုင်းဒေသတပ်မိုးနဲ့အင်အားမတိုက်ခတ်များကိုမဲစနစ်ဖြင့်ရွေးချယ်မယ်ဆိုတဲ့အကြောင်းပြောပြပေးခြင်းပါတယ်ရေကုန်တိုင်းဒေသကြီးတကုံစိန်ကဲမြို့နယ်168ရပ်ကွက်ရုံဝိုင်းဒေသလမ်းမတွေဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနေအင်အားဖွံ့ဖြိုးရေးဦးစီးဌာနမှတိစောက်ပြီးစီးထားသောရုံဝိုင်းဒေသတပ်မိုးနဲ့အင်အားမတိုက်ခတ်များကိုမဲစနစ်ဖြင့်ရွေးချယ်သားမှဖြစ်တယ်လို့မြို့ပြနေအင်အားဖွံ့ဖြိုးရေးဦးစီးဌာနထံမှသိရပါတယ်ရေကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းကြီးကြက်မှုဖြင့် ရမရီတာတမိုးနဲ့အင်ယာမှာတိုက်ခန်းပေါင်း894ခန်းကိုနေရီခက်ခဲရှိသူများအငိမ့်စားဝန်ထမ်းများနဲ့တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းငယ်များကိုရောင်းချပေးမှလည်းဖြစ်ပါတယ်။အဆိုပါတမိုးနဲ့တိုက်ခန်းများအတွက်ရှောက်လွှာများကိုဖေဖော်ဝါရီလ23ရက်မှ27ရက်အထိရောင်းချပေးခဲ့ပြီးစုစုပေါင်းရှောက်လွှာ3000ကျော်ရောင်းချခဲ့ရပြီးတမတ်ကာလတွင်ပြန်လည်တင်ပြသူ2800ကျော်ရှိခဲ့ကြောင်းလည်းသိရပါတယ်။ဒီလိုပြန်လည်တင်ပြလာတဲ့ရှောက်လွှာများကိုအင်ယာရောင်းချရေးကော်မတီမှစီစစ်ပြီးတမတ်ချက်နဲ့ကိုက်ညီတဲ့ရှောက်လွှာများကိုမဲစနစ်ဖြင့်ရွေးချယ်တောင်းမှဖြစ်တယ်လို့လည်းသိရပါတယ်။ နောက်တဲ့တပုံအနေနဲ့အငားဈေးကွက်ကြမတော်တဲ့ရန်ကုန်အင်ချမ်းမြေဈေးကွက်ဆိုတဲ့အကြောင်းပြပြပေးခြင်းပါတယ်။ရန်ကုန်အင်ချမ်းမြေဈေးကွက်ဟာအယောင်းဝယ်ထက်အငားပိုတွက်တဲ့အခြေအနေနဲ့ကြုံနေရတယ်လို့အင်ချမ်းမြေအကျိုးတော်ဆောင်များထံမှသိရပါတယ်။မိသားစုလိုက်ရွှေပြောင်းနေထိုင်မှုများပြားလာခြင်းကြောင့်ရန်ကုန်မြို့ရှိအိမ်နှင့်တိုက်ခတ်အငားဈေးကွက်မှာအဆက်မပြတ်မြင့်တက်လာပြီး၃လစာကြောင်း၆လစာကြောင်းများဖြင့်အငားတင်ခြင်းကပိုများနေတယ်လို့လည်းသိရပါတယ်။ကတဲ့လောမှာတိုက်ခန်းငားတွေကဈေးမတက်ကြတော့ဘူးအများစုကလာဖြတ်နှက်ဖြတ်ဒါမှမဟုတ်သဘောငွေနဲ့ငားကြတယ် ရက်ွက်တက်ရင်ပူစေးကြည့်တယ်တက်ကြီးရွယ်အောင်မိဘတွေနဲ့အတူပြောင်းလာကြတဲ့သူတွေကအိမ်ငားရတာပူကြိုက်တယ်အများစုကတော့အိမ်ဝယ်ဖို့မတက်နိုင်ကြတဲ့အတွက်ငားကြတာများတယ်လို့အိမ်ငားတဦးရဲ့ပြောကြချက်အရာသိရပါတယ်မုံမကြခင်အိမ်ပြောင်းရွှေ့ကာလမှာတော့အိမ်ငားတွေပုံများနေတာဖြစ်ပြီးငားရန်ကတွေကတော့နေရာဒေသအလိုက်ကျက်နှသိန်းခွဲကနေ၄သိန်းကျက်တိချိနေရပဲဖြစ်ပါတယ်ယခုလိုအိမ်ငားကားတွေစတိုင်းမြင့်တက်နေပေမဲ့လည်းလည်းမပြောင်းရွှေ့လာသူများနဲ့တင်တဲ့တက်သူများကြောင့်အငားစည်းကွက်ကတော့အရှိန်အဟုန်ကောင်းနေစေဖြစ်တယ်လို့လဲအင်ချက်မီအကျိုးတော်ဆောင်တို့ဦးရဲ့ပြောကြားချက်အရာသိရပါဗျာ။ နောက်တစ်ပုတ်အနေနဲ့လိန်မွေရောင်အစ်စ်အနီရောင်အစ်စ်အဆောက်အအုံများကိုလိုင်စင်ရအင်ဂျင်နီယာများရဲ့ထောက်ခံချက်ဖြင့်ရှောက်ထားပြင်ဆင်ရမယ်ဆိုတဲ့အကြောင်းပြပြပေးခြင်းပါတယ်။ငလင်ကြောင့်ပြိုကျပျက်စီးသွားတယ်။လိန်မွေရောင်အစ်စ်အနီရောင်အစ်စ်အဆောက်အအုံများကိုလိုင်စင်ရအင်ဂျင်နီယာဤထောက်ခံချက်ဖြင့်ရှောက်ထားပြင်ဆင်ရမှာဖြစ်တယ်လို့မန္တလေးမြို့တော်စီပင်သာယာရေးကော်မတီထံမှသိရပါတယ်။ မန္တလေးမြို့တော်စီပင်သာရေးကော်မတီ၏နယ်နိမိတ်တွင်ကြာရောက်နေတဲ့ချောင်းမြို့နယ်အတွင်းလင်းမယောင်အဆင့်အနီရောင်အဆင့်တတ်မှတ်ခံထားရတဲ့အဆောက်အုံပိုင်ရှင်များအနေဖြင့်မိမိတို့အဆောက်အုံအားပြန်လည်ပြင်ဆင်လိုတာနဲ့ပတ်သက်ပြီး PE RSE လိုင်စင်ရအင်ဂျင်နီယာများထောက်ခံကြပါသောပြင်ဆင်ရမယ့် method statement နဲ့အတူမန္တလေးမြို့တော်စီပင်သာရေးကော်မတီအဆောက်အုံနဲ့ကုံယုံဌာနတို့ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ်။အဆောက်အုံပြန်လည်ပြင်ဆင်ခြင်းနဲ့ပတ်သက်ပြီးလိုင်းနာဆောင်ရွက်ခြင်းမရှိပါကတည်ဆဲဥပဒေနေဥပဒေများအရရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လဲမန္တလေးမြို့တော်စီပင်သာရေးကော်မတီကအတိပေးထားရှိပါတယ်။ မန္တလေးငလင်ကြီးကြောင့်တေဆုံးသူ3835ဦးဒဏ်ရာရရှိသူ9105ဦးနဲ့ပျောက်ဆုံးသူ105ဦးရှိပြီးလူနေအိမ်6000ကျော်ဖုန်ကြီးကျောင်းနဲ့တီလာရှင်စာတင်တိုင်း9484ကျောင်းစာတင်ကျောင်း6952ကျောင်းစေယုံစေကန်986ခန်းတရား192စင်းဖျားစီတီပထိုးပေါင်း9620စုပျိုကျပျက်စီးခဲ့တယ်လို့လဲနာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ် နိုင်ငံတကာကဏ္ဍအနေနဲ့နှင်းချောအကျော်တည်တန်းရှိတယ်။တရုတ်နိုင်ငံဖယန်စီဘိုးမျိုးစင်အရှေ့ပိုင်းပြိုကျမှုဖြစ်ပွားရတဲ့ဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။တရုတ်နိုင်ငံအရှေ့ပိုင်းဖယန်မြို့နယ်မှာရှိတယ်။နှင်းချောအကျော်တည်တန်းရှိတမိုင်းဝင်ဖယန်စီဘိုးမျိုးစင်ခေါင်းမှုဟာမေလ19ရက်မနက်7:00နာရီခွဲခန့်မှာတစိမ့်တပိုင်းပြိုကျပျက်စီးသွားခဲ့ပါတယ်။ဆိုရှယ်မီဒီယာပေါ်ရှိဗီဒီယိုမှတ်တမ်းများအရမျိုးစင်ခမိုးမှအုပ်ချုပ်ပြားများကြွေကြရမှာတစ်ဆင့်အရှေ့ပိုင်းခမိုးတစ်ခုလုံးရှင်ဟုံနဲ့ပြိုဆင်းလာတာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူတော့မရှိဘူးလို့ဖယန်ကောင်တီရင်ကျမှုနဲ့ခီးသွားလာရေးဗီဒီယိုဤထုတ်ပြန်ချက်အရသိရပါတယ်။ ပြိုကျမှုဖြစ်ပွားပြီးနောက်အခင်းဖြစ်ရာနေရာမှာရှိတဲ့စောင့်ကြည့်သူများကိုလုံခြုံသည့်နေရာသို့ရွှေ့ပြောင်းပေးခဲ့ပြီးအေရီးယားကိုလုံခြုံအောင်ချက်ထားပေးခဲ့ကြောင်းလည်းသိရပါတယ်။စုံစမ်းစစ်ဆေးမှုနဲ့စီစဲရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်သက်ဆိုင်ရာကြွချင်းသူများကိုဖိတ်ကြားထားပြီးကြီးကြပ်ရေးယူနိတ်များကိုလည်းအဆိုပါနေရာသို့ပေးပို့ထားတယ်လို့သက်ဆိုင်ရာအာဏာပိုင်တွေကပြောကြားချက်အရသိရပါတယ်။ Fancy Bohota ဟာ မင်းမင်းဆက်အုပ်စိုးစီ1385ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးတရုတ်နိုင်ငံရဲ့အကြီးဆုံးရှေးအောက်မြို့စင်ကြီးတစ်ခုလည်းဖြစ်ပါတယ်တရုတ်နိုင်ငံမြို့တော်ပေကျင်းနဲ့မိုင်းနီယာခန့်ကွာအန်ဝင်းပြည်နယ်ဖန်ညန်ခိုင်မှာတည်ရှိပြီးမင်းမင်းဆက်တီထောင်သူကျူရန်ကျောင်းမင်းဆက်မွေးရမြေလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာနောက်ပတ်တွင်မှာလည်းစိတ်ဝင်စားဖို့အင်ချက်မီတဲ့တွေကိုထပ်မံတိဆက်ပေးဦးမှာဖြစ်လို့ကျွန်တော်မြန်မာ property ဒီလာရဲ့အပတ်စဉ်အင်ချက်မီတဲ့တွေများစီစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြပါလို့ပြောကြရင်ပဲကျွန်တော်တို့ရဲ့အစီအစဉ်ကိုဒီမှာပဲညနာခွဲပြုပါခင်ဗျာ လူကြီးမင်းတို့ရဲ့အင်ချင်မီတွေကို MPT application မှာအခုပဲအခမဲ့ဖြစ်သွင်းကြလိုက်ပါ